we discussed the issue of verification uh, of uh, Rohingyas uh, who are uh, uh, sheltered in Bangladesh. ဒါတော့ဒီရွှင်ကြရီပြန်လာရေးကိစ္စကအကျက်တဲပေါင်းပေါင်းစုံကအကျက်တဲ့ရင်ဆိုင်နေရတဲ့အချိန်ကဖြစ်တယ်ပေါ့ <laughs> ်ဟောပရမတ်ချက်ကအဒီနဲ့မြေစုံမှုမှုတည်ရရှိတယ်လက်ရှိနေမြေယူရင်းကြတွေပြန်လာမဲ့နေမြေကိုအဓိကစုံမှုထားတာကရခိုင်တတော်အီဖြစ်တယ်ပေါ့ဟောတဖက်မှာကျွန်တော်ဒီနိုင်ငံတကာရဲ့ဒီတန်ကင်းတမန်ခင်မှာလက်ခံမှုတိုင်ထားနောက်ပြီးတော့ဒီပြည်သူလူထုကပြီးလိုက်တဲ့တရားဝင်မှုလူထုလက်ခံမှုက မြို့တိုင်းကြီးဆိုရစီမှရှိတယ်တဖက်မှာအနာတင်ဖို့ကြိုးစားတဲ့စစ်ကောင်စီရှိတယ်ဗျာနော်ဆိုတော့ဒီလို သုံးပွင့်ဆိုင်ခင်ကျင်းမှာဒီထွင်ကြတွေပြန်လာဖို့ဆိုတာကအမတန်ခက်ခဲတဲ့အဲအနေထားမှာရှိတယ်စင်ကာပူဘောများများစွာနဲ့လည်းပြင်းနေနေတဲ့အရာဖြစ်တယ်ဒီချိန်မှာတွားပြီးတော့ရင်းကြပြန်လာရေလုံနေဆိုတာကဒါဟိုလီပေါ်မှာတိုက်ရင်စောက်နေတယ်လေတဲ့ပုံစံဖြစ်တယ်ဗောလေပြန်လာဖို့ခွင့်လည်းလက်တလို့အချိန်နေမှာပြန်လာဖို့ခွင့်လည်းအမတန်နေတယ်စစ်ကောင်စီကသူရတဲ့နေနဲ့ဒီနိုင်ငံတကာနဲ့ချိတ်ဆက်ဖို့သူကဒီတရားဝင်မှုဒီနိုင်ငံတကာရဲ့လက်ခံမှုကိုငတ်မွနေတယ် အဲဒီတရားမဝင်ဖွဲ့စည်းဖြစ်တယ်ပေါ့သူငမမိုးကိုသူသူ့ရဲ့ဟိုဖြည့်စည်းမှုပြည်သူရတဲ့နေနဲ့အမှန်ကန်ဒီဖြစ်တယ်မမှန်ကန်ဒီဖြစ်စေဆိုတဲ့ဟာကိုသူကလုတ်သွားမှာပဲဂျပန်တစ်ဖက်ကဒါကိုဟိုဒီ ancient ဒီဒုက္ခတွေကိုလက်ခံထားတဲ့ ancient နိုင်ငံဒါတာအမျိုးအမြင်ရှိရှိအဲသုံးသပ်ဖို့လိုတယ် အဲတုံးသက်ပြီးမှသာဟိုရရှိတည်တဲ့ခိုင်မြဲတဲ့အဖြေကိုရှာရမှာဖြစ်တယ်ပေါ့အဲချုံမုံပြီးပြောရင်ရိုဟင်ဂျာရေးဆိုတာမြန်မာဒီမိုကရေစီရေးနဲ့တွန်တွဲနေတဲ့ကိစ္စဖြစ်တယ်မြန်မာဒီမိုကရေစီရေးနဲ့တပြိုင်တည်းဖြစ်ရှင်ရမယ့်ကိစ္စဖြစ်တယ်အဲအဲ့တော့ဒီမိုကရေစီရေးလုံနေရင်ရိုဟင်ဂျာပါတန်တူညမှုတရားဟုတ်ဒီအဲ ီလွတ်လပ်ယုံကြည်ကိုယ်ကိုယ်ကိုနေနောက်ပြီးတော့ဒါတွေကိုတခါလေဆောင်ရွက်တော့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့တစ်ခုပြီးမှတစ်ခုလုံးလုံးမြန်ဟုတ်အဲပြိုင်တူလို့ရမယ့်ကိစ္စဖြစ်တယ်ပေါ့နော်စကောင်းဒီကငါကူကလေးကလုံးကြရေးမှာအာပါနိုင်ငံရေးစိတ်ဆန္ဒအမှန်ကန်မှာရှိတဲ့ဖွဲ့စည်းမှုသူတို့ကိုယ်တိုင်ပဲဒီလိုမျိုးကြတွေကို ဟိုဒီလိုမျိုးလုံးတက်ချက်မှုတီမြောက်တဲ့ပြမှုတွေကျူးလွန်ပြီးတော့ bound ထုတ်ခဲ့တဲ့အဲဒီဒီစစ်တပ်ဖြစ်တဲ့အဲ့ဒီစစ်တပ်ကပဲပြန်ခေါ်မယ်ဆိုတာကဒါအာကြိုက်တဲ့မျိုးကိုအစိတ်ပြန်ဆုတ်ခိုင်းတာနဲ့အတူတူပဲဖြစ်တယ်ပေါ့နောက်တစ်ခါသူကအစိတ်ပြန်ပြန်သွင်းပေးမယ့်အနေထားရှိတယ်ပေါ့နော်ဒီဒီအဲ့တော့ဒီသူစီကမျောလင်းစရာဘာမှမရှိဘူးအာမြန်မာစစ်တပ်ကရွန်ကြာရေးမှာပြဿနာရဲ့အရင်းကအရင်းမြစ်ဖြစ်တယ်အဲ့တော့ပြဿနာရဲ့အရင်းမြစ်က ပြဿနာကြီးအခြေပဲတော့မှမဖြစ်နိုင်ဘူးအဲ့ဒီအဲ့ဒီအတွက်သူအဲ့အဲ့ဒါကြောင့်သူစီကရိုဟင်ဂျာရေးဖြေရှာဖို့သူရှာပေးမယ်ဆိုတာကရိုဟင်ဂျာတွေလည်းလက်ခံဖို့တိတ်လက်ခံနိုင်တဲ့ရမဟုတ်တယ်လို့နိုင်ငံတကာကလည်းဟိုလက်ခံနိုင်တဲ့ရလက်ခံသင့်တဲ့ရမဟုတ်ဘူးလေဒါယုတ်တိမဲ့အဲ့ဒီအရာဖြစ်တယ်လို့မြင်တယ်အဲ့တော့လက်တလောကတော့သူဒီဒီလိုတိုင်းကြီးတစ်ခုလုံးပေါ့နော်ဒီဒီလေးနဲ့မိပါ ဒီစစ်တွေနေရာနဲ့ဖြစ်တဲ့လေကြောင်းကနေသူဒီလူလူတွေကိုတိုက်ခိုက်တယ်အဲရတာအာဒီအခွဲချပင်းနဲ့သူဒီစင်တက်ဖြစ်နေတယ်ဗောနဒါဖြစ်နေဒီတဘာဝဘေးနေတဲ့ကိုလည်းလက်လက်ဆက်ဆက်ထောင်ချီရလူတွေတက်စက်တိလိုက်ရတယ်ဒီချိန်မှာတော့မှသူရဲ့တိမဲ့ဖြူမှုအတွက်သူအာ ကြိုးစားနေတယ်ပေါ့သူကလူလူလူသားချင်းစာနာထောက်ထားမှုကိုဥစားပစ်တဲ့အဖွဲ့အစည်းမဟုတ်လူသားဆန်မှုဆိုတာတည်တဲ့တဲ့လူတွေနဲ့စုပ်ခွာထားတဲ့စုပ်ခွဲလည်းမဟုတ်ဘူးအဲ့တော့သူတို့စီကကျွန်တော်တို့လူသားဆန်မှုစာတင်တင်စံတန်ဖိုးတွေအဲဒီဟာတွေရှာဖွေမယ်ဆိုလို့ရှိရင်လည်းဒါရုပ်တိရှိတဲ့ဟိုဟိုမျော်လင့်ချက်မဟုတ်ဘူးလို့ပဲမြင်တယ်ပေါ့နော် နိုင်ငံထဲမှာတော်လရင်စုဖွဲ့တွေကသူနီသူဟန်နဲ့ပဲဖြစ်ဖြစ်အစုဖွဲ့နဲ့ပဲဖြစ်ဖြစ်အာဒီဒီစစ်ကောင်စီကိုအမြင့်ပြည့်ချိန်မှုဖို့အတွက်အဲဒါလှုပ်ဆောင်နေကြတာဖြစ်တယ်ပေါ့လှုပ်ဆောင်နေတဲ့နေမှာနေမြင်မှာနေရာမှာဒီအောင်မြင်မှုတွေနေမြင်ဆုံးမှုတွေအဲတန်တရာရှိတဲ့ဖွဲ့စည်းတွေရှိတယ်လို့ အများကြီးရရှိတဲ့ဖွဲ့စည်းတွေလည်းရှိရဲ့အဲဆိုမိုလိုက်ပြန်ဆုတ်ခွာပြလိုက်ရတယ်လို့အနေထားတွေလည်းရှိရဲ့ဟာတွေရှိတယ်အဲမိသူဘဖြစ်ပါစေပေါ့နော်ဒီဒီအဒီတော်လေးကကျွန်တော်စွန့်တီတိုက်ပွဲဝင်ရမယ့်တော်လေးဖြစ်တဲ့တော်လေးကိုကျွန်တော်ဆင်နွှဲတဲ့နေရာမှာလည်းပဲဒီတော်လေးရေးဒီမိုကရေစီရေးရဲ့အဂရီစင်တမ်ဘူလီဖြစ်တဲ့ကျွန်တော်တို့ကတရားမျှတမှုတန်တူညောင်းမှုဒီမိုကရေစီရဲ့တောက်တိုက်တွေကိုကျွန်တော်တို့က ဟိုဟိုဘဟုပြုတ်ပြီးတော့လောက်ရမှာဖြစ်တယ်ပေါ့ဒီအထူးသဖြင့်နိုင်ငံတကာဒီဒီဒီ sanction set နှုန်းတွေနောက်ပြီးတော့ကျွန်တော်တို့ကအဒီ democracy ရေးလို့ပြောရင်ဒီ democracy ရဲ့ အဓိကကျတဲ့စံတန်ပူလိရှိတယ်ပေါ့နော်အဲ့တော့ကိုဟောတဲ့တရားနဲ့ကိုရဲ့ကျင့်ကြံအာဟောမုန်နဲ့တစ်ထက်တကြဖို့ရည်ကြီးတယ်ဒီလိုတော်ရင်အဖွဲ့စည်းဒီအနေနဲ့လည်းပဲကျွန်တော်တို့စင်စမတ်တဲ့ဒိုးစုတိုက်တွန်းနေရှိတယ်လို့ပေါ့နော်ဒီဒီနိုင်ငံကလူသားချင်းစာနာထောက်ထားမှုတွေကိုလေးစားလိုက်နာဖို့အဲ့ဒီနိုင်ငံကိစ္စတိုင်းကိုကျွန်တော်တို့ကနိုင်ငံရဲ့မျိုးမြင်ရှိရှိအဲ့ကန်ထရီနိုင်ပို့တက်မတန်ရည်ကြီးတယ်ပေါ့သို့မှသာကျွန်တော်တို့အလုံးလူသားတွေအလုံးပါဝင်တဲ့ဖက်ဒရယ်ဒီမိုကရေစီကိုတည်ဆောက်နိုင်မှာဖြစ်တယ်ဆိုရဟာပေါ့လေအဲ့တော့စစ်ကောင်စီကဘယ်လိုပဲနိုင်ငံရဲ့အကျက်တဲ ဲတေကိုတွန်းတွန်းပေါ့နော်ကိုကိုတိုင်းမပွားသွားဖို့အရေးကြီးတယ်ပေါ့အဲ့ဒီအကိုရဲ့နိုင်ငံရဲ့မြန်မာရှိမှုကစစ်ကောင်စီတိုင်းအားဤတာနေလို့ပဲကျွန်တော်တို့ခီးရောက်နေတာဖြစ်တယ်။အဲဒီနေရာမှာကကြောက်တာမြင်တာလူမျိုးဘာသာမခွဲခြားဖို့အရေးကြီးတယ်။အဓိကတရားမျှတမှုကိုဖော်ပြတဲ့အဲလုပ်ငန်းဆောင်တာတွေဆောင်ရွက်နေဖို့အရေးကြီးတယ်။ အဲလူမျိုးဘာသာခြေပြုဒီဒီဝိသေသလက္ခဏာခြေပြုနိုင်ငံရဲ့ခင်ကျင်ဖြစ်ပေမဲ့ကျွန်တော်တို့ရေစုအောင်အင်အားအာဒီအာလုံးပါဝင်မှုဒါတွေကကျွန်တော်တို့အားရင်ဖြစ်တယ်ဆိုတာကအာဒီတတိအချက်နေဖို့တူတယ်ရခိုင်ပြည်နယ်မြောက်ပိုင်းကနေစင်နယ်များရုခင်ကြတဲ့ထွက်ပြေးနေရတဲ့နေရာဖြစ်တယ်။အဲ့တော့ဒါလူခွင့်ချိုးပေါ်မှုတွေ ရှိဟိုရှိနေလို့ပဲကျင်းမာတဲ့လူခွင့်ရေးချိုးဖောက်မှုတွေမခံနိုင်လောက်တဲ့နေသားတိရှိနေလို့ပဲကိုယ့်အိမ်ကိုဆုံးကပ်ပြီးတော့ထွက်ပြေးနေရတာဖြစ်တယ်ပေါ့အာဒီရခိုင်ပြည်နယ်အလဲပိုင်းမှာလည်းပဲစစ်တီလူနေရာမျိုးမှာဟိုတသိန်း၄တောင်းတသိန်း၅တောင်းကျော်သောလူခွင့်ရေးတွေက၂၀၁၂ကနေစပြီးတော့ကုချင်းတီဒီဒုက္ခတွေနေနေပေါ့မြို့ပြင်မှာမိမိတို့ရဲ့အိုးအိမ်ကိုဆုံးကပ်ပြီးတော့အိုးမေအိမ်မေဒုက္ခတွေဘဝနဲ့နေရတဲ့နေသားရှိတယ်အဲ့တော့နိုင်ငံတွင်းထဲမှာရှိတဲ့လူတွေဆိုတော့မိမိတို့ရဲ့နေရာကိုပြန်သွားဖို့မလုံဆောင်ပေးနိုင်တဲ့ ဒီမလုံဆောင်ပေးလို့တဲ့စစ်ကောင်စီကတစ်ဖက်နယ်စပ်ကိုဖျက်ချောက်ပြီးတော့နိုင်ငံရဲချားရောက်နေတဲ့ရင်းကြအဲတန်နီဘောက်ကိုပြန်ခေါ်မယ်ဆိုတာကလက်လက်တွေ့မှာအဲကျွန်တော်တို့ဘုနောရှိတဲ့စင်ရှိတဲ့ဘယ်လူမစိုးဘောနော်ဒီဒီစဉ်းစားလို့ရတယ်သူရဲ့နိုင်ငံရေးစိတ်ဆန္ဒမှန်ကန်မှုရှိမနေဘူးဒီနေရာမှာဆိုတာနံပါတ်1ရနံပါတ်2ကတော့ဒီဒေတာအခြေအနေပေါ့ဒေတာအခြေအနေကတော့ အကူတုံးက2000နှစ်တုန်းကပျက်စီးဆုံးရှုံးမှုတွေရှိတယ်။နောက်ကြံနေသေးတဲ့အရာတွေဒီဒီ infrastructure တွေပေါ့တဲ့ဒီအခြေခံဆောက်တွေအလုံးကြီးပါအာပြည့်စည်သွားတဲ့နေရာဖြစ်တယ်အဲ့တော့ဒီနေရာကိုအုံနေကြီးနဲ့ပြန်လေတိဆောက်ရေးလုပ်ငန်းတွေမလုပ်ပင်နဲ့ပြန်ခေါ်မယ်ဆိုတာလည်းဒါဘယ်လိုမှမဖြစ်နိုင်ဘူးအဲ့တော့ပြန်လေတိဆောက်ရေးလုပ်ငန်းတွေလုပ်မယ်ဆိုတာလည်းဒါစစ်ကောင်စီကလုပ်လို့မျိုးသူစိုးမိုးထားတဲ့ data မဟုတ်ဘူးသူသူလူတွေအဲ့ဒီမှာမရှိဘူးအဲ့တော့သူစိုးမိုးထားတဲ့အတိုင်းအတာတခုဒီစိုးမိုးထားတဲ့မျိုးဆိုလို့ရှိရင်ဒီစစ်တွေရဲ့အဲကြောက်ဖြူတာတစိမ့်တဲ့ data ရဲ့ အဲကျွန်တော်တို့ဒီမန်အောင်ရေပေါ့နော်လက်စိတ်တေတာရေအဲအဲ့လိုဟိုဒီနည်းမြေရခိုင်ပြည်တစ်ခုလုံးရဲ့နည်းမြေ90ရခိုင်တို့ကသူ့လက်ထက်မှာမရှိဘူးအဲ့တော့သူ့လက်ထက်မှာမရှိတဲ့နည်းမြေကို तू ကခေါ်သွင်းမယ်ဆိုတာကပြန်ခေါ်မယ်ဆိုတာကဟိုဒါဘလို့မှလည်းရုပ်တိမရှိဘူးအာဒီနိုင်ငံကြီးက तू ဟိုဒီအဲဘောတိမပြုံးမှုတစုံတရာလူကျင်လို့ဒါ तू စူးစမ်းနေတာဖြစ်တယ် ရင်းကြတီရဲ့နိုင်ငံရေးကြီးချင်းကအဲ့လောက်မနိုင်ဘူးစေကောင်းစီတွက်ချက်တလို့ပေါ့နော်အဲ့တော့ရင်းကြတီကစဉ်းစားထက်တဲ့လူငယ်တွေအများကြီးရှိတယ်အဲရင်းကြရေးလှူရှားနေသူတွေရှိတယ်အမျိုးသမီးကောင်းကောင်းတွေရှိတယ်အဲ့တော့သူတို့ကအညောင်မြင်ရှိရှိတာကို တုံ့ပြန်မှလို့ကျွန်တော်မျှော်လင့်တယ်အဲ့ဒီတဲ့စေကောင်းစီတွက်ချက်ထားတဲ့သူ့ရဲ့ဒီနိုင်ငံရေးလေးကသူသူ့ရဲ့အကျိုးမြတ်တွေလှုပ်ဆောင်နေတဲ့အရာဟိုတည်းများကိုစန့်ကျင်ပြီးတော့အာဒီမြန်မာပြည်သူလူထုနဲ့ ဒီ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 စကောင်စီအမြင့်တက်ချေမှုအာနာရှင်စုံတက်ကြီးမှာအပါခဲဆက်ဆက်လက်ပေါင်ခဲ့တယ်အခုလည်းအဟိုပေါင်နေစေဖြစ်တယ်ပေါ့ဒီနေရာမှာစစ်ကောင်စီကလူရင်လူတလူပေါ့အာမက်လုံးတွေပေးတာတို့ခြောက်တာတို့ချင်းချောက်တာတို့အတင်းကျက်လောက်တာတို့ဘာလို့လုပ်ပြီးတော့အာသူရဲ့ဒီဘာသာရေးလူမျိုးရဲ့တန်တဲ့ဆောင်တဲ့ပဋိပက္ခတွေပေါ်ဆောင်ပေးတာတို့ဒီလူမျိုးစုချင်းချင်းကြားမှာဒီဒီ သာသာအချင်းမို့ကိုစန့်ကျင်တဲ့လုပ်ရည်တွေဖြစ်စေတယ်မွန်တရားပွားစေဒါတွေကသူတို့လုံနေကြကိစ္စတွေဖြစ်တယ်အဲ့တော့ရခိုင်ပြည်နယ်မှာသူတို့အများကြီးစူးစမ်းခဲ့တယ်ဒါပေမဲ့2017တုန်းကလို့2019တုန်းကလို့သူမအောင်မြင်ခဲ့ဘူးဒါတည်လူလူရဲ့နိုင်ငံရေးကြီးချင်းကိုဟိုဟိုဟိုတတ်မှတ်ပြတဲ့အရာဖြစ်တယ်ဘယ်လောက်ပင်သူစူးစမ်းစူးစမ်းဒီတည်းမှာအအမြင်မြင်နေရှိရှိစဉ်းစားတတ်တဲ့ဒီဒူတွေရှိတယ်အားလုံးမဟုတ်ရင်တော့မှတန်းတက်တစ်ခုတိတတ်မဲ့ပို့တတ်မဲ့လို့ရတဲ့ပမာဏတစ်ခုတိရှိတဲ့ အဲလူတွေရှိတယ်အဲ့တော့ဒီလူတွေကဟိုဥဆောင်ပြီးတော့မိမိတို့ရဲ့ရဲရွာအာကောင်းဆောင်တွေလူသူကောင်းဆောင်တွေဘာသာရေးကောင်းဆောင်တွေကိုထက်ဆင့်အဲဒီအတိပေးတာတို့ပြင်အပ်ပေးတာတို့လုပ်ပြီးတော့စစ်ကောင်စီရဲ့လက်ကွပ်ထဲကိုမဝင်သွားဖို့ပေါ့နော်ဒီအတက်ရဲ့ချွေးရဲ့ဒီပေါ့နော်ဒီဒီအဲမောင်များစွာတို့အရာတွေကိုစစ်တီးပြီးတော့ဆင်နွှဲနေတဲ့လူတော်လင်ရေးဆိုတာမြန်မာသမိုင်းမှာမရှိသေးတဲ့ အတမိုင်းဖြစ်တယ်တမိုင်းဖြစ်တယ်ပေါ့ဒီတမိုင်းမှာကကျွန်တော်ကမယဉ်တဲ့ဘက်မှာရဲ့ဘယ်တော့မှရက်တီလို့မရဘူးအဲ့ဒီအတွက်ဒါဒီအဲရိုဟင်ဂျာတွေကဟိုဘလူးမတ်စစ်ကောင်စီဘက်ကဟိုဟိုတောင်းတန်းကြံနေတော့နိုင်ဘူးပေါ့နော်ဒါကတော့ကျွန်တော်တို့အဲ့လိုပဲမျှော်လင့်ပါတယ်ခင်ဗျာ